အားလုံးပဲမင်္ဂလာပါ။ကျတော့ဒီဒေါက်တာနန္ဒမာလာပြည်ဝင်သားရဲ့ပဋ္ဌာန်းမြတ်ဒေသနာဤတရားတော်ကိုဖတ်ရှုပူဇော်ခွင့်ပြုပါရန်ကျတော့ဒီအာယုဒီလေးမြတ်စွာရှောက်ထားအပ်ပါရဖျာ။အမြတ်ဒေသနာတော်ကိုပူဇော်လာခဲ့တာဆိုရင် တော်တော်လေးတော့ဖြတ်ကြရခိုင်တော့မောက်ကြီးတော့ပြီးသွားပြီပေါ့နော်ဒီနေ့ကတော့ဝိပါကပစ္စည်းရောအပိုင်းရောသွားမှာဖြစ်ပါတယ်ဝိပါကဆိုတာက ျိုးတရားဖြစ်ပါတယ်မြန်မာလိုအကျိုးတရားလို့ပြောကြသလိုပါဠိစကားလုံးရဲ့နောက်ကိုလိုက်ပြီးတော့လဲဝိပက်လို့လည်းအသုံးပြုကြပါသေးတယ်ဝိပက်လို့ရေးတဲ့အခါမှာအတန်ထက်ကိုကြည့်မယ်ဆိုရင်တော့စလုံးပေါင်းမှတ်ရပါတယ်ဝိပါကပုံမှာကကကြီးတက်လာရုံပဲဝိပါစာဝိချာကတဝိပက်ပါဠိလိုဖတ်ရင်တော့ အားဆောင်တန်ပြပိဒါဒဖတ်ရတယ်။မြန်မာပြည်ရဲ့အတန်ဒီအတန်ထားနဲ့ပေါလိုက်တဲ့အခါကျတော့ဝိပါကဆိုတော့ငါပါဆောက်တန်ပြီးတော့လည်းပဲဝိပက်လို့ပြောလိုက်တဲ့အခါမှာဘာကုန်တဲ့ဖြစ်သွားတယ်ဝိပက်ရှေ့ကစကလုံးကိုချီပြီးတော့အတန်ရဲ့အပြောင်းလဲဖြစ်သွားတတ်တယ်။အဲ့တော့ဒါဒီရေတော့အမှန်ဖတ်တော့အတန်ဆိုတာမျိုးဖြစ်တယ်ပေါ့နော်။ဒါကတော့ language ဒီမှာ ဒီလိုရှိတတ်တယ်။တခြားဘာသာတွေမှာလည်းပဲရှိနောက်ကြည့်ပြီးတော့မှအတန်ပြောင်းသွားတတ်တာမျိုးတွေရှိပါတယ်။အဲတော့တချို့ကမြန်မာစကားကရေးတဲ့အတိုင်းပဲဖတ်ဘူးပေါ့နော်မြန်မာစကားကဖတ်တယ်ဒီလိုပြောကြတယ်သို့တော့ဘယ်ဘာသာစကားပဲဖြစ်ဖြစ်ရှိတဲ့အတိုင်းဖတ်တာမဟုတ်ဘူး အင်္ဂလိပ်ဘာသာစကားမှာလည်းအများကြီးပဲရှိတယ်ပေါ့နော်ကြီးတဲ့အခါမှာ KNOW လို့ရေးထားပြီးတော့ဖတ်တဲ့အခါမှာခနိုးလို့မဖတ်ဘဲနဲ့ KNOW no လို့ဖတ်တာ do ကြတော့ do ကြတော့ do တဲ့ to ကြတော့ to bud ပတ်ကြတော့ bud ကြတော့ but ပေါ့နော် pud ကြတော့ pot ဒါကြောင့် ဘယ်ဘာသာစကားမှာပဲဖြစ်ဖြစ်အပြောင်းလဲလေးရှိတတ်တယ်ဒါကြောင့်ရေတော့အမှန်ဖတ်တော့အတန်းဆိုတာဟုတ်တယ်ဒီမှာလည်းပဲဝိပါကဆိုတဲ့စကားလုံးကိုမြန်မာမှုပြုလိုက်တဲ့အခါကျတော့ဝိဘက်အဲတော့ကာလဝိဘက်နောက်ဘုဒ္ဓဒီလိုပေါ့အစိုးဝိဘက်ကိုခံစားရတယ်ဝိပါကဝိကမလွတ်တာဘူးဒီလိုမြန်မာစကားမှာပြောကြတယ်ဝိဘက်ဖြစ်သွားတယ်ပါသောက်တန်ပြောက်ပြီးတော့မှပါကုန်တန်ရောက်လာတယ်ပေါ့နော် ဲ့တော့ဥမာပင်ဆိုတဲ့ဇာကလုံးလေးကိုချင်းပန်းဆောင်ပန်းဆောင်အတန်းနဲ့ပန်းဆောင်နဲ့ရေးထားတယ်ပေါ့ဒါမှမလဲဥမာတစ်ပင်ဆိုတာဆိုရှိကရှိကတစ်ဆိုတော့အဲရှိကတစ်ဆိုရင်တစ်ပင်လို့ထည့်လိုက်တယ်ဒါမဲ့ရှိကနေပြီးပန်းလို့ထည့်လိုက်မယ်ဆိုတော့အဲ့ဒါဆိုရင်တော့ပန်းပင်မဟုတ်ဘူးပန်းပင်ဒီလိုဖြစ်သွားတယ်ပေါ့နော်ဒါကြောင့်မလို့ဘာကုန်းတဲ့ပောက်သွားတယ်ဒီလိုပြောင်းလဲမှုတွေရှိပါတယ် ဲ့တော့ဝိပါကဆိုတာအကျိုးတရားဟုတ်တယ်ပေါ့နော်ဝိပါကမှာဝိဆိုတာကအတိပ္ပယ်ကတခုပါကဆိုတာကအတိပ္ပယ်တခုဒီနေရာမှာဝိဆိုတာကမတူဘူးဆိုတာကိုပြတာဖြစ်တယ်တခုနဲ့တခုသဘာဝချင်း မတူတာသဘာဝချင်းကွဲပြားခြားနားနေတဲ့အကြောင်းတရားတွေအဲ့တော့သဘာဝချင်းကွဲပြားခြားနားတဲ့အကြောင်းတရားဆိုတာဘာတွေလဲဆိုတော့ကုသိုလ်နဲ့အကုသိုလ် ကုသိုလ်ကံနဲ့အကုသိုလ်ကံဒီတဘာဝချင်းမတူဘူးပေါ့ကုသလဆိုတာကကုသလအနဝိဇဒုက္ခဝိပါကလက္ခဏာကုသလဆိုတာအပြည့်ကင်းတဲ့ကောင်းကျိုးချမ်းသာပြီးတတ်တဲ့အမှတ်လက္ခဏာရှိတယ်အကုသလဒါဝိဇဒုက္ခဝိပါကလက္ခဏာအကုသိုလ်ကြတော့အပြည့်ရှိတဲ့ဒုက္ခဝိပါကလက္ခဏာဆင်းရဲတဲ့အကျိုးပေးတယ်တဘာဝချင်းမတူဘူးဒီ တဘာဝချင်းမတူတဲ့ကံတစ်ခုရဲ့ပါကအကျိုးလို့ပြောတာဖြစ်တယ်။ဒီတော့ဒီဝီပါကဆိုတဲ့စကားလုံးဟာကုသိုလ်နဲ့လည်းဆိုင်တယ်။အကုသိုလ်နဲ့လည်းဆိုင်တယ်။ကုသိုလ်ရဲ့အကျိုးကိုဝီပါကအကုသိုလ်ရဲ့အကျိုးကိုလည်းဝီပါကကံတရားတွေရဲ့အကျိုးကိုလည်းဝီပါကလို့ခေါ်တဲ့အခါကျဝိတ္တုံမှာပြောတဲ့ကမ္မကမ္မဝိခိလေသာဝိဝီပါကဝိဒီလိုပြောတယ်။ ဒီတော့နားလည်နေရမှာကဝိပါကဆိုတာကအကျိုးတရားတဘာဝချင်းမတူတဲ့ကုသိုလ်ကံအကုသိုလ်ကံတို့ရဲ့အကျိုးတရားလို့ပြောတာဖြစ်တယ်။ဒါပြင်ကုသိုလ်ကံအကုသိုလ်ကံတို့ရဲ့အကျိုးတရားမှန်တဲ့များကိုဝိပါကလို့ခေါ်သလားမေးစရာရှိတယ်။ဒီဝိပါကဆိုတဲ့ဇာကလုံးဟာကုသိုလ်ကံအကုသိုလ်ကံရဲ့အကျိုးဖြစ်တာဝိပါကလို့မခေါ်ဘူး။ဆိုပါစို့လူရည်ရဲ့တန်တန်မှာယုတ်တရားတွေရှိတယ်။ သကုပ္တာရသောတာပတာရကန္နာပတာရဇိမပတာရခာယပတာရပရာသယုံ၅ခုဒီပတာရယုံ၅ခုရဲ့အကြောင်းတရားကကံဖြစ်တယ်ဒီကံကြောင့်ဖြစ်တဲ့ကံစားယုတ်တွေကိုဝိပါကလို့ခေါ်လားဆိုမကုန်သူတို့ကကံရဲ့အကျိုးမဟုတ်ဘူးလားဆိုရင်တော့ဟုတ်တယ်ကံစားယုတ်တွေကဝိကံရဲ့အကျိုးတွေဟုတ်တယ်ဘာလို့မခေါ်တာလဲဆိုတော့ဒီဝိပါကဆိုတဲ့ဇာကလုံးကကံနဲ့တူတဲ့ဟာမှခေါ်တာ ခုနကကံကံစားရုပ်တရားကံနဲ့တူလားဆိုမတူဘယ်လိုမတူတာလဲဆိုတော့ကံကနန်တရားစေတနာကိုကံလို့ပြောတာစေတနာဆိုတာကစေတသိက်နန်တရားကံစားရုပ်တွေကရုပ်တရားရုံတဲ့နံမတူကြဘူးတဘာဝချင်းမတူဘူးဒါကြောင့်အကြောင်းဖြစ်တဲ့အကျိုးတရားနဲ့တူတဲ့ဟာကိုဒါလည်းဝိပါကခေါ်တာမတူတာမခေါ်ဘူးဥမာတစ်ခုကြည့်မယ်ဆိုရင် ပါဠိလိုဖလမြန်မာလို အသီးအဲ့ဒီအသီးတဲ့ပါတဲ့အစီလေးစလိုက်တဲ့အခါမှာအစီလေးကနေအမြင့်အညောက်ပင်စီအရွက်အပွင့်ထွက်တယ်အသီးတွေထွက်တယ်အဒီဟာအမြင့်ဟာလည်းပဲအစီကနေဖြစ်တယ်အညောက်ကလည်းပဲအစီကပင်စီကလည်းပဲအစီကအကိုင်းခက်ကလည်းပဲအစီကအရွက်တွေကလည်းအစီကအပွင့်ကလည်းအစီကအသီးကလည်းအစီကဖြစ်တယ်ဆိုတော့အစီကဖြစ်တာတွေအများကြီးကုံလုံးကိုဖလလို့ခေါ်လားဆိုမခေါ်ဘူးပေါ့ အဲ့ဒီအဆင့်နဲ့တရံတူတဲ့အဆင့်ပါတဲ့အသီးကိုသာဖလှလို့ခေါ်တယ်။အပွင့်ကိုဖလှလို့မခေါ်ဘူး။အဲ့တော့အထာဂရာဇာတွေကပြောတာကတော့ဝိပက္ခဘာဝမာပနာနံအရူပဓမ္မနံအတိဝဇနံဝိပက္ခဘာဝဆိုတာကရင့်ချက်တဲ့အနေထားတစ်ခုကိုအာပနာနံရောက်လာတဲ့အရူပဓမ္မနံနံတရားတသက်ကိုပဲ။ အတိဝဇနံအမိပဲဝိပါကဆိုရာနန္တရားတသက်ပဲခေါ်တယ်ဘာလို့လဲဆိုတော့အချောင်းကံကနန္တရားဖြစ်လို့အဲ့တော့တိပင်းကဖလာဆိုတာလည်းအတိတသက်ကိုသာခေါ်လို့ရတယ်အမိကိုပင်စီကိုအကိုင်းခတ်တွေအပွင့်တွေကို ဖလာလို့မခေါ်ဘူးပေါ့အတိတစ်မျိုးတည်းကိုပဲဖလာခေါ်တယ်ဘာလို့လဲဆိုတော့မျိုးစီနဲ့တူလို့ဒီမှာလည်းပဲနန်ချင်းတူတဲ့အကျိုးတရားကိုသာလဲဝိပါကလို့ခေါ်မယ် ရဝိပါကဆိုတဲ့အကျိုးဒီနန်တရားကိုသာရည်ညွှန်းနေကံကြမ်းဖြစ်တဲ့ယုတ်ကိုပြောချင်တော့ကံစလို့ပြောမယ်ပါဠိတော်ကြီးတွေမှာတော့ကံစယုတ်ဆိုတဲ့အသုံးစာကရတာယုတ်လို့သုံးတယ်ဘာတိပဲလဲဆိုတော့လှုပ်ထားတာဘာကလှုပ်ထားတာလဲဆိုတော့ကံကလှုပ်ထားတဲ့ခံကားထုတ်လုပ်တဲ့ယုတ်လို့ဒီလိုပြောတာဖြစ်တယ်ဒီတော်ဝိပါကပြည့်စုံဆိုတဲ့စကားလုံးလေးမှာဝိပါကဆိုတာခံရဲ့ အကျိုးတရားဖြစ်တဲ့နန်းတွေကိုရည်ညွှန်းနေဝိတဘာဝချင်းမတူတဲ့ကုသိုလ်ကံအကုသိုလ်ကံတို့ရဲ့ပါကအကျိုးဖြစ်တဲ့နန်းတရားလို့ဒီလိုအဓိပ္ပာယ်မှတ်ရမယ်။ဒါပြင်အကျိုးဖြစ်တဲ့နန်းတရားကိုပဋ္ဌာန်းပစ္စည်းမှာဘာလို့ဖြစ်စရောလို့ပြောတာလဲ။ရင်းနှောင်းကတော့ရှင်းပြထားတယ်။ဖြစ်စရာဆိုတာဖြစ်စေတတ်တဲ့အကြောင်းတရား ြစ်စရာဆိုတာဖြစ်စေတတ်တဲ့အကြောင်းတရားဖြစ်တယ်။အဲ့တော့ဒီစေတတ်တဲ့အကြောင်းတရားဒီနှစ်ခုကိုပြောတာဟုတ်တယ်။ဒီနှစ်ခုကသူတရားကိုပဲဒီသူကလည်းဖြစ်စရာတစ်ခုဖြစ်စရာလို့ဆိုတိုင်းအကြောင်းနဲ့ဒီပဲဆိုင်တာတော့မဟုတ်ဘူးပေါ့နော်။အကျိုးအကြောင်းတတ်တတ်ဆိုတာရှိလားအကျိုးတတ်တတ်ဆိုတာရောရှိလားမရှိဘူး။အကြောင်းဖြစ်လိုက်အကျိုးဖြစ်လိုက်ပဲ။ပရိသတ်သမုပ္ပါဒ်ကိုကြည့်တယ် ။အဝိဇ္ဇာကိုထောက်ရင်သင်္ခါရကအကျိုးဖြစ်မနေဘူးလား။ဝိညာဉ်ကိုထောက်ရင်သင်္ခါရကအကျောင်းဖြစ်သွားတယ်။အဝိဇ္ဇာပစ္စယသင်္ခါရဆိုတာသင်္ခါရကအကျိုးသင်္ခါရပစ္စယဝိညာဉ်လားဆိုရင်သင်္ခါရကအကျောင်းပြန်ဖြစ်သွားတယ်။အဲတော့အကျောင်းဖြစ်လိုက်အကျိုးဖြစ်လိုက်ပဲ။ပရိစ္ဆာသမုပ္ပါဒ်ကိုကြည့်အဝိဇ္ဇာကိုထောက်ရင်သင်္ခါရကအကျိုးဖြစ်တယ်ပေါ့နော်အဲ့တော့ဝိညာဉ်ကိုထောက်ရင်တော့သင်္ခါရကအကျောင်းဖြစ်တယ် ဝိချာပစ္စယသင်္ခါရသင်္ခါရကအကျိုးသင်္ခါရပစ္စယဝိညာဏဆိုရင် အကြောင်းဒါကြောင့်မလို့ဗုဒ္ဓရဲ့ဝါဒကပထမဆုံးအကြောင်းဆိုတာမရှိဘူး first cause root cause မရှိဘူးပေါ့ဘယ်သူရဲ့ရှိမှအကြောင်းမရှိဘူး causeless cause ဆိုရဲအကြောင်းမဲ့တဲ့အကြောင်းလည်းမရှိဘူးကမ္ဘာလောကကြီးတစ်ခုလုံးကိုဘယ်သူလဲဆိုလို့ရှိရင် ခံစင်းနေဆိုတာမရှိဘူးပေါ့။ပြတ်သွားတယ်။အเจ้าနဲ့အကျိုးကဆက်သွယ်ပြီးနေတယ်အပြန်အလှန်ဖြစ်နေတယ်။ဒီနေရာမှာဝိပါကဆိုတာနာမည်ပေးထားယုံနဲ့ရှူဆောင်တစ်ခုအနေနဲ့အဲသူကတော့အကျိုးတရားသူကနေပြီးဖြစ်စေတတ်တဲ့အကျိုးတရားတွေကြီးရင်သူကအเจ้าတရားပြန်ဖြစ်သွားတယ်။ဒါကြောင့်မလို့24ပစ္စည်းထဲမှာဝိပါကပစ္စည်းရောလို့ခေါ်တာဖြစ်တယ်။ စိတ်89ထဲမှာဝိပတ်စိတ်လို့ခေါ်တဲ့စိတ်က36ခုရှိတယ်။အကုသိုလ်ရဲ့အကျိုးက9ခု၊ဇန္နာရီယကုသိုလ်ရဲ့အကျိုး။အဲလိုစိတ်89ထဲမှာဝိပတ်စိတ်တွေရှိတယ်။ဒီဝိပတ်စိတ်တွေကလည်းတစ်မျိုးတည်းဖြစ်တာမဟုတ်ဘူး။ရှင်နဲ့စီတသိတွေနဲ့တွဲဖက်ပြီးဖြစ်တာဖြစ်တယ်။စုတရားပဲဖြစ်ဖြစ်၊နံတရားပဲဖြစ်ဖြစ်တစ်ခုတည်းမဖြစ်ဘူး။အစုလိုက်ဖြစ်တယ်။ အစုလိုက်တည်နေမှ energy ဆိုတာဖြစ်တယ်တခုစီခွဲလိုက် energy မရဘူးဘယ်ရပဲဖြစ်ဖြစ်ပေါင်းဆက်မှ energy ရတယ်ဒီဝိပဿနာစိတ်တွေမှာလည်းပဲ energy ရှိအောင်ပေါင်းဆက်ထားတယ်ဥမာစကုတ်ဝဲဉာဏ်စိတ်ဆိုတော့ကုသိုလ်ရဲ့အကျိုးရှိမယ်အကုသိုလ်ရဲ့အကျိုးရှိမယ်စကုတ်ဝဲဉာဏ်စိတ်ကသူတခုတည်းဖြစ်လာတာလားဆိုတော့မဟုတ်ဘူးဖတ်တာဝေနာတင်ညာစေနာဧကဂရာစီဝိတ္တိန္ဒြိမနတိကာရဆိုတော့ သဗ္ဗစီတာတာကစေတသိက်9ခုနဲ့ကျွဲတယ်။သူ့ရဲ့ unit က6ခုရှိတယ်။6ခုစုကိုခေါ်တယ်။စိတ်လို့ပြောလိုက်တာနဲ့စေတသိက်9ခုကပါပြီးသား။အဲ့ဒီ6ခုကိုခွဲစိတ်လိုက်မယ်။ဆိုရင်တစ်ခုစီခွဲလိုက်မယ်ဆိုရင် energy မရှိတော့ဘူး။တစစီဖြုတ်ထားရင်ကားလိုပဲ။မောင်းမရတော့ဘူး။အဲ့တော့ဒီတဘာဘာတရားတွေစုပြီးမှဒါလည်းဇွမ်းအင်းနေဖြစ်တယ်။ဝိပဿနာစိတ်တွေမှာ ကာမကုသိုလ်ရည်ရချူဟာအာဟိကုသလဝိပ္ပစိတ်ကရှိခုမာဝိပ္ပစိတ်ကရှိခုကာမကုသိုလ်နဲ့ပတ်သက်တဲ့အကျိုးတရား၁၆ခုနောက်ဇန်ကုသိုလ်နဲ့ပတ်သက်တဲ့ရူပဝဇ္ဇရာကုသိုလ်ရဲ့အကျိုးတရားဖြစ်တဲ့ရူပဝဇ္ဇရာဝိပ္ပစိတ်က၅ခုအောက်ရူပဝဇ္ဇရာကုသိုလ်ရဲ့အကျိုးဖြစ်တဲ့အရူပဝဇ္ဇရာဝိပ္ပစိတ်က၄ခုမက်၄ပါးအကျိုးဖြစ်တဲ့ဖူစိတ်က၄ခုတခါတည်းဝိပါကလို့သုံးတယ် အမြဲတမ်းသုံးတာကဖလှလို့သုံးတယ်။ဘာလို့ဖလှလို့သုံးတာလဲဆိုတော့ဖလှဆိုတဲ့စကားလုံးဒီအကျိုးကိုပြောတာဝိပါကကလည်းအကျိုးပဲ။မက်ရဲ့အကျိုးကိုဖူလို့ခေါ်တယ်ဖလှလို့ခေါ်တယ်။ရံဖန်ရံကတော့ဝိပါကဆိုတဲ့စကားလုံးသုံးပါတယ်။ပေါင်းလိုက်တဲ့အခါမှာတော့ဝိပက်စိတ်36ခု။အဲဒီဝိပက်စိတ်36ခုဒီရှင်တဲ့စေတသိက်တွေနဲ့တွဲပြီးဖြစ်တယ်။ ဖြစ်တာကြတော့တစ်ခုစီတစ်ခုစီဖြစ်တာဖြစ်တယ်စိတ်ဟာဘယ်တော့မှနှစ်ခုပြုပြီးမဖြစ်ဘူးပေါ့စိတ်နဲ့စေတသိက်ကတော့ unit ဖွဲ့တယ်စိတ်တစ်ခုဆိုရင်ဆာယာစေတသိက်ကအနည်းဆုံးခုနှစ်ခုရှိတယ်သို့တော့စိတ်နှစ်ခုပါမိဖြစ်သွားတယ်ဆိုတာမရှိဘူးဆိုပါဆိုစက္ကုဝိညာဉ်စိတ်နဲ့တောတဝိညာဉ်စိတ်တွဲဖြစ်တာမရှိဘူးအချင်းတစ်ခုစီခန္ဓာတစ်ခုစီပဲဖြစ်လို့ရတယ်သူတို့ဒီပြိုင်တူမဖြစ်နိုင်ဘူးဒါကြောင့်စာပေကျမ်းဂန်တွေကဆိုထားတယ်တို့ဟာ တစ်စိတ်တည်းနဲ့အသက်ရှင်တာနှစ်စိတ်နဲ့အသက်ရှင်တာမဟုတ်ဘူးစိတ်ဆိုတာ momentary ဖြစ်ပြတ်အစဉ်ကလေးအခိုက်တန့်ကလေးစိတ်တစ်ခုပြတ်သွားမှနောက်တစ်ခုပေါ်လာတယ်အစဉ်အတန်ကြီးဖြစ်တယ်လူတွေဟာစိတ်တစ်ခုတည်းနဲ့အသက်ရှင်တာဖြစ်တယ်ဧကစိတ်တာတမယုတာကားလမ်းပေါ်မှာမောင်းသွားတဲ့ကားရောကားဘင်းကကတ္တရာလမ်းပေါ်ထိနေတာရောဆိုဘိန်းတစ်ခုလုံးကထိတာလားဆိုမဟုတ်ဘူးဘိန်းရဲ့အစိတ်ပိုင်းလေးတစ်ခုတည်းကပဲ ထိတာလားဆိုရင်တပြိုင်တည်းမှာအစိတ်ပိုင်းလေးတစ်ခုကပဲထိတာတာယာကြီးတစ်ခုလုံးကကားလမ်းပေါ်မှာတပြိုင်တည်းထိမနေဘူးထို့တူရဲ့လူတွေလည်းအသက်ရှင်နေတယ်ဆိုတဲ့နေရာမှာတစိတ်တည်းနဲ့အသက်ရှင်တာဖြစ်တဲ့တစိတ်ပြီးတစိတ်တစိတ်ပြီးတစိတ်တစိတ်ပြီးတစိတ်စိတ်ကအလိုပေါ်တာဖြစ်တယ်ဒီလိုပေါ်နေတဲ့စိတ်တွေကရှင်ဘက်စေတစိတ်တွေနဲ့တွဲတွဲပြီးတော့အချင်းချင်းပြန်လည်ကြိုးပြူတယ်ဒါကြောင့်ဝိပါကပစ္စယောဆိုတာကုသိုလ်အကုသိုလ်ကိုကြည့်မယ်ဆိုအကျိုးတရားပဲ အပြန်လန်ကြိုးပြတာကိုကြည့်မယ်ဆိုရင်အပြန်လန်အကြောင်းတရားတွေဖြစ်တယ်။တစ်ခုကအကြောင်းဖြစ်ရင်တစ်ခုကအကျိုးဒီလိုဖြစ်တယ်။ဝိပါကပစ္စယောဒီဝိပါကဆက်တာတော့ခန္ဓာအတုပြီးတော့အညာမညာဝိပါကပစ္စေနာပစ္စယောဝိပတ်ဖြစ်တဲ့နာခန္ဓာ၄ပါးခုနကပြောတဲ့ဝိပါကဆိုတာနာနဲ့ပဲဆိုင်တာဝိပတ်ဖြစ်တဲ့နာခန္ဓာ၄ပါးဝိညာဏခန္ဓာဆိုတာဟာဝိပဿနာ36ခုကိုပြောတာဖြစ်တဲ့ဝေဒနာခန္ဓာမှာ ဝိပဿိမရှင်တဲ့ဝေဒနာတင်ညာခန္ဓာကဝိပဿိမရှင်တဲ့တင်ညာကျန်တဲ့သင်္ကရခန္ဓာဆိုတာကဝိပဿိမရှင်နိုင်တဲ့စေတသိက်တွေဖြစ်တဲ့ပေါင်းလိုက်တဲ့အခါမှာနာခန္ဓာ၄ပါးဆိုပါဆိုမိမိတို့ရဲ့တဏ္ဍာမှာဇကုဝိညာဉ်ဆိုတဲ့ဝိပဿိဖြစ်လာတယ်။အဲဒီဇကုဝိညာဉ်စိတ်နဲ့ရှင်တွဲပြီးဖြစ်လာတဲ့စေတသိက်မှာဝေဒနာကဝေဒနာခန္ဓာတင်ညာစေတသိက်ကတင်ညာခန္ဓာ ဂျန်တဲ့ဖတ်တာစေတနာကဧကဂရာဇီဝိတိန်တွင်မနတိကာရဒါတွေကသင်္ခရခန္ဓာပေါင်းလိုက်ရင်နာခန္ဓာ၄ပါအဲ့ဒီဝိပက်ဖြစ်တဲ့နာခန္ဓာ၄ပါသည်အညာမိညာအပြန်အလှန်ဝိပါကပစ္စေနာဝိပါကပစ္စယတတ္တိတို့ဖြင့်တတ္တိဖြင့်ပစ္စယဥပါကရကိုခြေစုပြုနေတယ်ဇကုဝိညာဉ်စိတ်ကဘယ်တွေကိုခြေစုပြုမင်းနေတာတော့မင်းရင်တော့အတ္တဝိနာတင်ညာစေနာဧကဂရာဇီဝိတိန်တွင်မနတိကာရဆိုတဲ့ စေတသိက်ခန္ဓာ၃ခုကိုကျေစုပြုတဲ့စေတသိက်ခုနှစ်ခုကိုကျေစုပြုတဲ့ဘာတ္တိနဲ့လဲဆိုဝိပါကတ္တိနဲ့ရဝိပါကတ္တိဆိုတာဘာလဲဆိုတော့သဘောထားတွေကိုကြည့်ကြည့်လို့ရှင်ဝိပါကရဲ့စိတ်တွေကဘာ activity မှမရှိဘူးကံတရားတွေလိုကုသိုလ်တို့အကုသိုလ်တို့လိုချက်ချက်မြက်မြက်မရှိဘူးသူဒီအကျိုးတရားပဲကျိုးပန်းအားထုတ်မှုဘာမှမရှိဘူး ရှိလို့လည်းမရဘူး။ကံရဲ့ပုံရိပ်တွေပဲဖြစ်တယ်။စွာစုကိုရရှိရနေပြီးကြည်မှန်ထောင်ကြီးလာ။음ထောင်ကြီးလာရင်လူစိတ်ကတစ်ဖက်။မှန်တဲ့ပေါ်လာရဲ့ရိတ်ကတစ်ဖက်ပဲ။အဲဒါမှန်တဲ့မှာပေါ်လာတဲ့ရိတ်ကိုလူရဲ့ပုံသဏ္ဍာန်နဲ့ခြားနာတော့အောင်ပြင်လို့ရလား။မရဘူး။ပကတိလူမပြင်မဲနဲ့မှန်တဲ့ပုံရိပ်ကြီးလှောက်ရှားလို့ရလား။မရဘူးအဲ့တော့ဝိပတ်တွေဒီပုံရိပ်တွေဖြစ်တယ်ပုံရိပ်ဆိုတာဟာအားထုတ်နိုင်စွမ်းမရှိဘူးငြိမ်သက်နေတယ် ဟိုငိမ့်ချမ်းနေတာငိမ့်တန်နည်းကိုပြောတာမဟုတ်ငိမ့်နေတယ်။အာထုံမှုကင်းပြီးငိမ့်နေတဲ့အနေအထားဖြစ်တယ်။ဒါကြောင့်မလို့ဝိပဿနာတရားအာထုံမှုကင်းပြီးငိမ့်နေတယ်။ကံတည်းဟူသောအကြောင်းတရားကြောင့်ဖြစ်လာလို့ကံရဲ့ပုံရိပ်တွေအနေနဲ့လာထင်တာဖြစ်တယ်။သူတို့ကပြင်လို့မရဘူး။ကံကဖန်တီးလိုက်တဲ့အတိုင်းအရေးထင်းလာတယ်။အဲ့တော့ကိုယ်ခန္ဓာကိုယ်မှာလည်းပြင်လို့မရတာတွေအများကြီးပဲရှိတယ်။ကံရဲ့ပုံရိပ်တွေဖြစ်တယ်။ဥပမာ ပြင်းတဲ့သူတွေတော့ရှိတာပေါ့နော်ဒါမဲ့တဲ့သူကဖြူအောင်မလာတဲ့သူကလှအောင်ဒါမျိုးတွေတော့ပြင်းတာပေါ့နော်သို့တော့ဟွန်းဒါနဲ့လီပြင်းတာတို့ဘာလို့တော့လောက်လို့ရတာပေါ့လေသို့တော့အကန်တရားရဲ့အကျိုးတရားဆိုတာပြင်လို့မရဘူးအကန်ကလူတဲ့ံကိုဖန်တီးလိုက်ရင်လူပဲတရိတ်ဆန်တဲ့ံဖန်တီးလိုက်ရင်တရိတ်ဆန်ပဲစူးစမ်းအထောက်မှုကင်းမဲ့ပြီးတော့ငြိမ်နေတဲ့သဘောလို့ပြောတာဖြစ်တယ်။လှောက်ရှားမှုကင်းမဲ့ပြီးငြိမ်နေတဲ့သဘောမှန်တယ်မှာ အရေးပေါ်နေတာလို့မျိုးအကြီးကားချက်တွေကရုပ်ပုံမှာတော့မဟုတ်ဓာတ်ပုံရိုက်ထားတဲ့ရုပ်ပုံမှာငိမ့်နေတာဓာတ်ပုံဟာဖလီမော်မှာထင်နေတော့ထင်နေတဲ့အတိုင်းပဲဒါမဲ့လည်းပေါ့နော်ကျညာပန်းပန်းနှာခမ်းမွေးမှာပါတဲ့သူနှာခမ်းမွေးတက်တာဒါပြင်လို့ရလားဆိုအပေါ်ရန်လောက်တာဟုတ်တယ်ဒါတကယ်ပြင်လို့ရတာမဟုတ်ဘူးပေါ့တဘာဝအတိုင်းကတော့ငိမ့်နေတာဖြစ်တယ်ဒီသဘောကိုပြောတာအဲ့တော့ဝိပဿနာစိတ်တွေကအထောက်မှုကင်းမဲ့ပြီးတော့ငိမ့်နေတဲ့သဘောရှိတယ် ဝိပဿနာစိတ်တည်ငြိမ်နေတဲ့ဆိုရင်ဝိပဿနာနဲ့ရှင်းနေတဲ့စေတသိက်တွေကတော့မငြိမ်လို့ဖြစ်မလားဆိုတော့အကြောင်းတရားပြတဲ့ဝိပဿနာကငြိမ်လိုက်ပြီဆိုခြံသားကတော့မငြိမ်ရပဲဘူးလားဆိုငြိမ်သွားတယ်ဒါကြောင့်မလို့အကြောင်းတရားကအာထုံမှုကင်းမဲ့ပြီးတော့ငြိမ်သက်နေတဲ့အနေထားကြောင့်ခြံနဲ့ရှင်ပတ်တဘာဝတရားတွေကိုလည်းပဲအာထုံမှုကင်းမဲ့ပြီးတော့ငြိမ်သက်သွားအောင်ပြုတယ်ဓမ္မလိုက်လွှဲညီတွေဖြစ်တာပေါ့တကူကငြိမ်နေတကူကလှုပ်နေ ပေါင်းလို့မရဘူး။ငြိနေတာချင်းတူမှပေါင်းလို့ရတယ်။အဲ့တော့ဝိပါကနေကနေပြီးအကျိုးပြုတဲ့ဝိပါကဖြစ်စေရောဆိုတာတခြားဟာကိုပြောတာမဟုတ်ဘူး။အာထုံမှုကိမဲ့ပြီးတော့ငြိမ့်သက်နေတဲ့အနေအထားနဲ့ရှင်ဘက်တရားတွေကိုလည်းအာထုံမှုကိမဲ့ပြီးတော့ငြိမ့်သက်သွားအောင်ကျေးဇူးပြုတယ်။ဝိပန်စိတ်မှရှင်တဲ့ဝေနာနဲ့ကုသိုလ်စိတ်မှရှင်တဲ့ဝေနာသည်မတူနိုင်တော့ဘူး။ဝိပန်စိတ်မှရှင်တဲ့ဝေနာကအာထုံမှုမရှိဘူးငြိမ့်နေတယ် ကုသိုလ်အကုသိုလ်စိတ်တွေမှာရှင်တဲ့ဝေနာကြတော့အထုံးမှုရှိတယ်လှုပ်ရှားတယ်မငြိမ်သက်ဘူး။ဒါဟာဝိပါကတတိကြောင့်ခွဲပြားတာဖြစ်တယ်။ဝိပါကဆက်တာတော့ခန္ဓာအရူပီနောအညမညာဝိပါကဖြစ်စင်တော့ပစ္စယဝိပါကလို့ခေါ်တဲ့ဆက်တာတော့ခန္ဓာအရူပီနောနာခန္ဓာ၄ပါးတို့ဟာအညမညာအပြန့်အလန့်ဝိကပါကပစ္စယနာဝိပါကပစ္စယတတိဖြင့်ပစ္စယဥပါကရတော့အပြန့်ကျေစုပြုတတ်ပါပြီ။ပြန်လန်ထောက်ကူပြုတဲ့ ပြန်လန်ထောက်ကိုပြုတယ်ဆိုတာသူငြိမ်သက်လို့ကျန်တာညိမ့်သွားစီငြိမ်သက်အောင်လုပ်တယ်အဲ့တော့အပြန်လန်ဆိုတဲ့စကားကပါလဲဆိုရင်ဇကုဝိညာဉ်စိတ်တစ်ခုကိုနားလည်ကျန်တာဤကောင်နားလည်မယ်ဇကုဝိညာဉ်စိတ်ကဝိပါကပစ္စယဆိုရင်ဖက်တာဝိညာတင်ညာစိနာဧကဂရစီဝိတေညေမန်ဒီကာရလို့ခေါ်တဲ့တပ္ပစီတာတာရမစီတသိခုနှစ်ခုတဏှာပြင်စေတသိနံခန္ဓာ၃ပါးဝိပစိတ်ကဝိညာဉ်နဲ့ခန္ဓာဝိညာဉ်နဲ့ခန္ဓာပစ္စည်းဟိုပစ္စည်းယူရင် ြံတဲ့နိုင်ငံသားသုံးပါးကပြည့်စုံပံငိမ့်တဲ့အောင်လောက်တာကြံတဲ့နိုင်ငံသားသုံးပါးကိုပြည့်စည်ယူရင်ဝိပါကကစကုဝိညာဉ်ဝိပါကစိတ်စကုဝိညာဉ်စိတ်ကအကျိုးတရားအပြန်နဲ့နိုင်ငံသား၄ပါးထဲမှာနှစ်ခုကအကြောင်းဆိုရင်ကြံတဲ့နှစ်ခုကအကျိုးဒီလိုပြောတာဖြစ်တယ်အဲသူတို့ဂျေဇူးပြုလာဘာလုံးဆိုရင်ဂျိန်တဲ့အောင်ဂျေဇူးပြုတယ်လောက်ရှားမှုကင်းပြီးတော့ငိမ့်တဲ့တယ်ဒီလိုလုံရှားမှုကင်းပြီးတော့ငြိမ်သက်နေတဲ့သဘာဝတရားတွေက အပြန်အလှန်လှောက်ရှားမှုခင်ပြီးတော့ငြိမ်သက်နေအောင်အထောက်အကူပြုကြပါတယ်ဒါကိုပဲဝိပါက ဖြစ်စီရောလို့ခေါ်တယ်ဒီနေရာမှာကာလဝိပဲနောက်ဘုဒ္ဓနဲ့မဆိုင်ဘူးဝိပါကဝိနဲ့လည်းမဆိုင်ဘူးဒါဟာဝိပါကဖြစ်စီရောရဲ့အထိပ္ပယ်ကိုပဲပြောတာဖြစ်တယ်တဘာဝတရားတွေဟာအချင်းချင်းအပြန်အလှန်အထောက်အကူပြုနေတယ်ဆိုတဲ့သဘောဒီလိုဆိုလို့တယ်ဒါကိုပစံပထမ်းမှာဒီလောက်ပဲမှတ်ဆရာလို့ပဲပေါ့နော် နောက်တစ်ပိုင်းကိုဆက်လက်ပူဇော်မှာပဲဖြစ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတို့တက်။မအမောင်းဦးဝင်းမမအန်ဂျီမအန်ဂျီမတင်စာမောင်မအမောင်းမမအန်ဂျီဦးဝင်းမမအန်ဂျီမအမောင်းမရှိဘာရှိညာဖြစ်တော့မှာအေးကိုရွှေညောင်မာတီမိတ်ဟာကိုရက်ကိုရဲကိုရွှေညောင်မတင်စာမောင်အတီမိတ် ဝင်မဲဟုမမဲဟုပါလကာဒီနိုပါလကာမင်္ဂလာလို့ပြောနေတူကိုရောက်မှာမမဲမင်းနဲ့မမဲမင်းနဲ့မမဲမင်းနဲ့ကိုရွှေညာမမဲမင်းနဲ့ပမုံဦးဝင်ဦးဝင်မမဲမင်းနဲ့မမဲနဲ့อืมမအမောမမဲမင်းနဲ့ချစ်လို့ပါအေးဦးဝင်မမလင်းနဲ့တော့ တော်ဆန်းဆန်းတွေ့မင်္ဂလာပါတော်ဆန်းဆန်းတွေ့ဦးဝင်အဆိုရင်အားလုံးပဲတရပါညီညီမမအန်တီပလတ်ညီ